စစ်ကောင်စီနဲ့ကိုကန့်တဲ့ MNDA တို့ညှိနှိုင်းပြီးလာရှိုးမြို့ကိုစစ်ကောင်စီအုပ်ချုပ်ခွင့်ရယူပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား1200ကျော်မြို့အတွင်းဝင်လာတယ်လို့သိရပါဗျ။အဲဒီလိုအင်အားလုံးရင်းနဲ့လာရှိုးကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ MS 18စစ်စင်ကုကဲမှုဌာနချုပ်စက္ကခ18ကတရင်တွေ ဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။စစ်အင်အားတွေအပြည့်ပြည့်နေပေမဲ့လည်းစစ်ကောင်စီစိုးမိုးနယ်မြေက မြို့ပေါ်၁၂ရက်ကွက်ကျော်ကိုပဲကိုကဲအုပ်ချုပ်ရပြီးတော့ကျန်တဲ့ကျေးရွာ၈၀ကျော်ကိုတော့မဟာမိတ်ဖွဲ့တွေကထိန်းချုပ်ထားတာလို့စီရီသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။ဒါအပြင် လာရှိုးကို MNDA စုခွာသွားစဉ်ကစစ်ကောင်စီစစ်တုံးမန်းတွေကိုပါခေါ်ဆောင်သွားတဲ့အတွက်စစ်တုံးမန်းတွေကအချို့ကိုစစ်ကောင်စီကပြန်လည်လွှဲယူဖို့စီစဉ်နေတယ်လို့သိရပါရယ်။စီစီညှိနှိုင်းမှုအပြီးမှာဒုတက်ရင်းမှုအဆင့်ဗိုလ်မှူးတွေပါလဲလှယ်မှုမှာပါဝင်တယ်လို့သိရှိရပြီး ိလိုလဲလဲခေါ်ဆောင်သွားတဲ့စစ်တုံးမန်းတွေကိုလက်ရှိမှာတိုင်းစစ်ဌာနချုပ်မှစစ်ဆေးနေတယ်လို့သိရပါတယ်။ MNDA နဲ့စစ်ကောင်စီရဲ့ရမခအရှိမြောက်တိုင်းစစ်ဌာနချုပ်ကအရာရှိတွေဟာစကခ18ကအင်အားထောင်းနေရာရှိစစ်ကြောင်းဝင်ရောက်နိုင်မှုအတွက်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။အဲဒီတွေးဆောင်ပွဲမှာတိုင်းမှုနဲ့ကိုရီးယားရှိနှစ်ဦးသာတွေးဆောင်ခဲ့ခြင်းဖြစ်ပြီးကိုကန်တက်ဖက်ကလည်းအရေးပါတဲ့ခေါင်းဆောင်နှစ်ဦးသာတက်ရောက်ပြီးပြုတ်ဝက်တွေးဆောင်ခဲ့တယ်လို့သိရပါဗျာ။ အဲ့လိုလားရှုံးမြို့တွင်ဝင်ရောက်လာတဲ့စစ်ကြောင်းမှာမန်ကတ်ခြေဆိုင်တတကရှစ်တမရန်တမ်းမြင့်လေးချီအကြောင်းမှာစုဖွဲ့ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီကလားရှိုးကိုနယ်ဆက်ကုံသွဲစခန်းဖြစ်ပြုလုပ်ဖို့ညှိနှိုင်းမှုအချို့ပြုလုပ်ခဲ့တယ်လို့စစ်ရင်နန်းတွေပါလားရှိုးမြို့တွင်ထက်မှန်ဝင်ရောက်မှုရှိနေပြီးရာမခအနီကအမြောင်တက်ထောက်ဖို့တက်တွေအတွင်းကိုဝင်ရောက်တက်ဆွဲမှုတွေရှိနေပါတယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်းနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီစစ်သားတွေနေ့စဉ်ထွက်ပြေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ21ရက်ညပိုင်းမှာကြောက်ဖြူမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့တိုးချဲ့နဲ့ကလဘာတောင်ရပ်ကွက်တွေမှာစစ်မတိုင်းလိုရာကြောင့်ထွက်ပြေးကပုံအောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဖက်ကတေဆုံးမှုများနေလို့တပ်သားတွေစုဖွဲ့ပြီးထွက်ပြေးနေကြတာ။ ။ရက်ကွက်တွေရဲ့ဝင်ပုံးလို့လက်ခံတဲ့အင်ရှင်ကိုပါဖမ်းထားတယ်လို့သိရပါတယ်လို့ကြောက်ဖြူဒေတာကန်တူက AR Times ကိုပြောပါရယ်။စစ်ကောင်စီဟာ၎င်းတို့စစ်တပ်ကထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တွေကိုလက်ခံထားတဲ့အင်ရှင်တွေကိုပါဖမ်းဆီးသွားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်။ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုများပြီးစစ်ကြောင်းလိုက်လက်နက်ချအညံ့ခံသူတွေလည်းများပြားလာတယ်လို့သိရှိရပါတယ် စစ်ကောင်စီတပ်ရဲ့အရာရှိပိုင်းကစစ်ကြောင်းမှုဒုတက်ရင်မှုတွေပါမကြံသိဆုံးနေတာကြောင့်အောက်ခြေစစ်သားတွေဟာစစ်တိုင်းလူစိတ်မရှိတော့ဘဲအစုလိုက်အဖွဲ့လိုက်တက်တွင်းကနေထွက်ပြေးနေကြတယ်လို့သိရပါတယ်။ဇွန်လဒုတိယပတ်အတွင်းစစ်ကောင်စီကစစ်ကူလွတ်လိုက်တဲ့အင်အားတရာပါစစ်ကြောင်းမှလည်းကြောက်ဖြူရှေးတန်းအတွင်းပျောက်ဆုံးနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။အေရီတိုင်းပသိမ်မြို့နယ်မှာဇွန်လဒုတိယပတ်တွင် လူငယ်နှစ်ဦးကိုကြိုတင်အတည်ပြုတာမရှိဘဲစစ်မှုထမ်းဖို့အာဓမဖန်ဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါရယ်ပသိမ်မြို့နယ်မြင်းကကွင်းကျေးရွာနယ်ချက်ပောင်ကျေးရွာကလူငယ်နှစ်ဦးကိုတက်နယ်အုပ်ချုပ်ရေးမှုအဖွဲ့တွေကကြိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းဖို့ဖန်ဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါရယ်စစ်မှုရန်အစားထိုးဖို့လှဆိုင်ငွေပေးနေတဲ့ချာကစစ်မှုရန်ပါတယ်ဆိုပြီးဝင်ဆွဲတာအုပ်ကြီးတွေကိုယ်တိုင်ပါတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ် လက်ရှိမှာဖမ်းဆီးထားတဲ့လူငယ်တွေကိုစစ်တပ်ထဲမှာခေါ်ဆောင်ထားပြီးမိဘတွေနဲ့အဆက်အသွယ်မရကြောင်းသိရှိရပါတယ်။အဲဒီဖြစ်စဉ်တွေကြောင့်ပသိမ်မြို့နယ်မှာအုပ်ချုပ်ရေးမှုတွေရဲ့ဥပဒေမဲ့ဖမ်းဆီးပြီးစစ်မှုရန်ခေါ်ဆောင်ခံရမှာကိုပြည်သူတွေကစိုးရိမ်နေရတယ်လို့သိရပါတယ်။စစ်ကောင်စီကစစ်သားစုဆောင်ရာမှာ AR တိုင်းပါဝင် အခြားတိုင်းနဲ့ပြည်နယ်အချို့မှာလူငယ်တွေကိုအတမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှန်လှုပ်ဆောင်လာနေခြင်းဖြစ်ပါတယ်။ စစ်ကောင်စီကိုကဲနေမီတွေမှာဖမ်းဆီးမှုတွေပြုလုပ်မဲ့ချိုးပါကရဲတပ်ဖွဲ့ဝင်တွေဟာတက်ဆိုင်ရာစစ်ကောင်စီတပ်ဖွဲ့ထံကြိုတင်အကြောင်းကြားရမယ်လို့ညွှန်ကြားချက်ထွက်ပေါ်လာပြီးအဲ့လိုအကြောင်းမကြားပဲဖမ်းဆီးပါကရဲတပ်ဖွဲ့ဝင်တွေပါအေးအေးယူခံရမယ်လို့သိရပါဗျ။ရုံတိုင်းတွင်စစ်ကောင်စီတိုက်ရိုက်ကိုကဲတဲ့နေမီတွေမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဖမ်းဆီးအရေးယူမှုတွေပြုလုပ်မဲ့ဆိုပါကရန်ကုန်တိုင်းခြေဆိုင်နီးပြူဝါမှုတန်ရင်မှုနဲ့စစ်ကြောင်းမှုတွေကိုအကြောင်းကြားဖို့ထပ်ဆင့်ညွှန်ကြားချက်တွေပေးပို့ထားတယ်လို့သိရပါတယ်။အကြောင်းကြားစာထွက်လာတာမှန်ပါတယ်။ရဲလုံငန်းစင်ကိုဝင်ရောက်နှောက်ယှက်တဲ့ရဲထက်ဆိုးတွေပေါ့တက်ထဲမှာဆိုရင်အတောင်ရန်ကျန်းတဲ့သူတွေကိုရဲထက်ဆိုးလို့နာမည်ပေးကြတယ်။အခုကတက်ထဲမှာရဲထက်ဆိုးတွေများလာတယ်လို့သတင်းရင်းမြစ်တကူက ARD Times ကိုပြောပါရတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့သက်ဆိုင်ရာနှီးပြွာမှုတွေ၊နေမြေကန်တပ်ဖွဲ့ဝင်တွေစီကိုသတင်းပို့ဆောင်မှုပြုလုပ်ပြီးမှသာဖမ်းဆီးစစ်ဆေးမှုတွေလုံဆောင်ရမှာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စင်တက်ရဲ့ခွင့်ပြုချက်မပါဘဲဖမ်းဆီးစစ်ဆေးမှုတွေလုံဆောင်မှာကအဲ့လိုလုံဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုယာယီထိန်သိမ်းနိုင်တယ်လို့ညွှန်ကြားစာမှာပါဝင်ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။ အခုလိုထုတ်ပြန်ရတဲ့အထူးအကြောင်းရင်းမှာစစ်ကောင်စီအရာရှိတွေပိုင်ဆိုင်တဲ့တရားမဝင် လုပ်ငန်းတွေကိုရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာနဲ့စစ်ဘုတ်ချုပ်တွေခွင့်ပြုထားတဲ့မူရင်စေးတဲဆောင်ခွင့်တွေကိုရဲတပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီကအခုလိုရဲလုပ်ငန်းစင်တွေကိုပါဝင်ရောက်နှောက်ယှက်ပြီးတိုင်းအရန်တပ်မတွေစီကိုညွှန်ကြားစာထွက်လာရခြင်းဟာ၎င်းတို့ရဲ့အကျိုးစီးပွားကိုတိုင်းရိုက်ထိပါခြင်းကြောင့်ဖြစ်ပြီးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းလုံဆောင်ရမယ့်အတိုင်းအတာထက်ကြော်လွန်ပြီးငွေညှစ်ဖို့တသက်ဖန်းစီကတောင်းယူလိုတဲ့ငွေပမာဏရရှိပါကပြန်လည်လှုပ်ပေးခြင်းစတဲ့လုပ်ရက်တွေကိုလုံဆောင်နေတယ်လို့သိရှိရပါတယ်။ ထိုင်ဝမ်ဟာရှေးခေတ်ကတည်းကပိုင်ဆိုင်ခဲ့တဲ့တရုတ်ပိုင်နယ်နယ်မြေတစ်ခုဖြစ်ပြီးနိုင်ငံတစ်ခုလို့ခေါ်ဆိုခွင့်မရှိတဲ့လက်အောက်ခံပြည်နယ်တစ်ခုဖြစ်တယ်လို့တရုတ်နိုင်ငံကပြောပါရယ်။လိုင်ချင်တေးနဲ့ထိုင်ဝမ်အစိုးရဖွဲ့ကအဆိုပါအမြင်ကိုအပြင်းထန်ပယ်ချကာတရုတ်နိုင်ငံနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ကြိမ်ဖန်များစွာကမ်းလှမ်းခဲ့ပေမဲ့ပယ်ချခံခဲ့ရပါရယ်။ထိုင်ဝမ်ကအတိုင်းပြည်တစ်ခုဖြစ်ပါရယ်။ ဒါပေမဲ့ထိုင်ဝမ်ကအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုမဟုတ်ဘူးလို့တရုတ်က ပြောပါတယ်လို့မိန်ကွန်းတစ်ခုမှ၎င်းကပြောပါတယ်။ကုလသမဂ္ဂမှထိုင်ဝမ်ကိုနေရာပျောက်စေပြီးတရုတ်ကိုထိုင်ကုန်နေရာရစေခဲ့တဲ့1980ခုနှစ်ကုလသမဂ္ဂဆုံးဖြတ်ချက်ကထိုင်ဝမ်ကိုလက်အောက်ခံပြည်နယ်ဖြစ်တောင်းဆိုရတဲ့ဥပဒေပိုင်းဆိုင်ရာထောက်ထားတစ်ခုလို့တရုတ်က ပြောပါတယ်။ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့အချုပ်ချအာဏာနဲ့မဆိုင်ဘူးလို့တရုတ်ကပြောဆိုဖို့လုံးဝမှားယွင်းခဲ့တယ်လို့တရုတ်ကိုရန်လိုတဲ့ပြည်ပတပ်ဖွဲ့လို့မက်လာတွင်ပြောဆိုခဲ့တဲ့လိုင်ချင်တေးကဆိုပါတယ်တရုတ်ရဲ့ထိုင်ဝမ်ကိုချိန်ချမှုဟာစစ်မှန်ပြီးထိုင်ဝမ်ကျွန်းဝင်းကျင်မှာနေစဉ်လိုလိုဆေးရေးလှုပ်ရှားမှုတွေရှိနေတယ်လို့၎င်းကဆက်ပြောပါတယ်ထိုင်ဝမ်ရဲ့အနာဂတ်ကိုပြည်သူ23သန်းကသာဆုံးဖြတ်နိုင်ပါတယ်လို့လည်းသူကပြောပါတယ် အီရန်နိုင်ငံရှိနျူကလ িয়ার နယ်မြေတွေတိုက်ခိုက်ခံရပြီးနောက်အမေရိကန်နိုင်ငံကိုလက်တုံ့ပြန်ဖို့အီရန်သမ္မတမာဆုပီစကီယန်ကသတိပေးလိုက်ပါတယ်။ကျူးကျော်တိုက်ခိုက်မှုကြောင့်အမေရိကန်နိုင်ငံဟာလက်တုံ့ပြန်ခံရမယ်လို့ပြင်သစ်သမ္မတအီမန်နျူရမီခရွန်နဲ့ဖုံးပြောဆိုချိန်မှာပီစကီယန်ကပြောကြားခဲ့တယ်လို့အီရန်သမ္မတယုံကပြောပါတယ်။အီရန်နိုင်ငံကစစ်ပွဲကိုမစတင်ခဲ့ပေမဲ့တိုက်ခိုက်ခံခဲ့ရပြီးကျူးကျော်သူတွေကို ခုခံကာကွယ်မယ်လို့၎င်းကဆိုကြောင်း အီရန်သမရယုံကဆက်ပြောပါရယ်အမေရိကန်စစ်တပ်ဟာတင်းငွေတွေနေကအီရန်နိုင်ငံလေပိုင်းနာတန်စ်အစ်ဖာဟန်နဲ့ဖော်ဒိုရှိနျူကလ িয়ার နယ်မြေ၃ခုကို တိုက်ခိုက်ခဲ့ပါရယ်ဖော်ဒိုမျိုးကမြောက်ယူရေနီယံတန်းစင်စက်ရုံတစ်ခုရှိတယ်လို့ယူဆရပါရယ်အီရန်နိုင်ငံရှိနျူကလ িয়ার နယ်မြေတွေပေါ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ပို့စ်တစ်ခုမှာရေးသားခဲ့ပါတယ် အရှေ့လေပိုင်းဒေသမှာတင်းမာမှုတွေမြင့်တက်နေစဉ်အမေရိကန်စိုးရကတနင်္ဂနွေနေ့မှာလုံခြုံရေးသတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပြီးပြည်ရင်းပြည်ပရှိအမေရိကန်ပြည်သူတွေနိုးကြမှုရှိဖို့တောင်းဆိုလိုက်ပါတယ်။အမေရိကန်စန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကျင်းပလာနိုင်ကြောင်းအီရန်ကောင်ဆောင်ပိုင်းကအမေရိကန်ရှိပြစ်မှတ်တွေကိုလက်တုံ့ပြန်မှုတောင်းဆိုလာရင်အစွန်းရောက်တွေကအကြမ်းဖက်မှုတွေကျူးလွန်လာနိုင်ကြောင်းအမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။အီရန်နိုင်ငံကလက်တုံ့ပြန်လာပါက ကျောင်းမတ်ဖွယ်ရအမှားတစ်ခုဖြစ်လာနိုင်မယ်လို့အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုက Fox News အစီအစဉ်မှာပြောကြားခဲ့ပါတယ်။အာနာယညွမောင်းဖွဲ့ပါတီတွေကထိုင်းဆိုရကိုထောက်ခံနေစေပဲလို့ထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝထရာကပြောပါတယ်။ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါကြားမှုကြောင့်ယာရုကနှုတ်ထွက်ဖို့တောင်းဆိုမှုတွေရှိနေကြသောပြဿနာတစ်ခုရှိလာပါက ညမောင်ဆိုရဖွဲ့ဟာအောက်လွတ်တော်မှာမဲနှဲငယ်နဲ့အသာစီးရမှာဖြစ်ပါတယ်။ပေတောင်နန်းဟာတနင်္ဂနွေနေ့ကဗန်ကောက်မြို့တော်မှာညမောင်ပါတီကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးထိရှလွယ်တဲ့ကာလတခုရှေ့ဆက်ရေးမှာညမောင်ဖွဲ့ရဲ့စီးလုံးညီညွတ်မှုကအရေးပါတဲ့အင်အားစုတစ်ခုဖြစ်လာမယ်လို့၎င်းကလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ်။နေဆက်အငင်းပွားနဲ့ပတ်သက်လို့ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုလူသိရှင်ကြားဖြစ်ပွားပြီးနောက်ပေတောင်နန်ပေါ်ဖီအားတွေတိုးလာခဲ့ပါတယ် အဆိုပါဖုံးပြောဆိုမှုမှာပေတောင်နန်ကဒေသဆိုင်ရာ ထိုင်းကြီးတက်မှုတူးကိုစန့်ကျင်ဘက်အဖြစ်ရည်ညွှန်းပြောဆိုခဲ့ပါတယ်ပေတောင်နန်ကဖုံးပြောဆိုမှုပေါက်ကြားမှုကြောင့်တောင်းပန်ခဲ့ပေမဲ့မြန်မာဆိုရဖွဲ့မှဒုတိယအင်အားအကြီးမားဆုံးပါတီဝန်ဂျန်ထိုင်းပါတီကနှုတ်ထွက်ခဲ့ပါတယ်ပေတောင်နန်နဲ့ဖူထိုင်းပါတီကကြံရှိတဲ့ပါတီတွေနဲ့အဆိုရဖွဲ့ပြောင်းလဲတစ်ခုပြုလုပ်ဖို့ဆွေးနွေးနေတယ်လို့သိရပါတယ် ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးအတိုက်ခံပြည်သူပါတီကလွှတ်တော်ကိုဖျက်သိမ်းမှုဆက်လက်တောင်းဆိုနေပါတယ်။